ဂျော့ရှော့ဘန်ကိုချုပ်ဖွက်နဲ့ပွဲသိမ့်မယ်ဆိုပြီးပြောလာတဲ့အပန်းတို့ကြားမင်္ဂလာပါပရိသတ်များရှင် Fighter Spirit Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဇာတ်ရင်းမစခင်တင်ဆက်ပေးချင်တာကတော့ကျမတို့ရဲ့ Channel ကနေ MMA လောကနဲ့သက်ဆိုင်တဲ့အကြောင်းတွေဝမ်ချမ်ပီယံရှစ် UFC နဲ့မြန်မာလောဝိတ်နဲ့ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးနေတဲ့ Channel ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဗီဒီယိုလေးမစခင်မှာ Like and Subscribe လုပ်ထားဖို့တောင်းဆိုပါတယ်နော်ဂျော့ရှော့ဘန်နဲ့အလက်ဇန္ဒားပန်တို့ကြားတို့ဟာ လာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့် UFC 323ပြိုင်ပွဲမှာပါဝင်ထိုးတက်ရမှာဖြစ်ပါတယ်။ချင်းဖိုက်တာအလေးနည်းနဲ့ဒီပွဲဟာသူ့အတွက်ချန်ပီယံကပတ်လူပွဲထိုးတက်ရမှာဖြစ်ပါတယ်။ဂျော့ရှော့ဘန်အတွက်ဒီပွဲကဒီကိပုံမှာခက်ခဲကြမ်းတမ်းတဲ့ပွဲချမ်းတစ်ပွဲလို့တောင်ပြောလို့ရပါတယ်။သူ့ရဲ့ဆိုင်ထိုးတက်ရမယ့်ဖိုက်တာကလည်းနည်းနည်းကဖိုက်တာတော့မဟုတ်ပါဘူး။ UFC မှာချန်ပီယံပွဲပေါင်းကိုထိုးတက်ထားမှုတဲ့ဝိုင်းရဲ့ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲဟာသူ့အတွက်လွယ်ကူမဲ့ပွဲတစ်ပွဲတော့ဖြစ်မှာမဟုတ်ပါဘူး။ပန်တိုဂျာကတော့ဗန်ကို ချုပ်ကတ်နဲ့ပွဲသိမ့်ပြမယ်ဆိုပြီးသူကကျုံးဝသွားပါတယ်။ဗန်ကလည်းပန်တို့ကြောက်ကိုအလဲထိုးနဲ့ပွဲသိမ့်မယ်ဆိုပြီးကျုံးဝထားပါတယ်။ဖိုက်တာညောင်လုံးကတော့သကလုံးတိုက်ပွဲတွေတောက်လျှောက်ဆင်နွှဲနေပါပြီ။ဂျော်ရှွာဗန်ကပဲအကောင်းဆုံးပုံစံနဲ့အနိုင်ပြနိုင်မလားပန်တို့ကြောက်ကပဲသူပြောသူလုပ်ပြနိုင်မလားဆိုတော့စောင့်ကြည့်သွားမှာပါ။ပန်တို့ကြောက်ကတော့သူ့အနေနဲ့ဂျော်ရှွာဗန်နဲ့ထိုးတတ်မဲ့ပွဲအကြောင်းနဲ့ပတ်သက်ပြီးတော့သူဂျော်ရှွာဗန်ကိုဘယ်လိုမျိုးပွဲသိမ့်ပြမယ်ဆိုတာကိုအခုလိုမျိုးပြောဆိုသွားပါတယ်။ သူနဲ့ထိုးရတာစိန်ခေါ်မှုကြီးတယ်ဆိုတာတန်တရားဖြစ်နေစရာမလိုတာပါဒါမဲ့ကျွန်တော်ကလည်း MMA လောကမှာနှစ်ပေါင်း20ကျော်အတွေ့အကြုံရှိတဲ့ဝိုင်းရိုက်ဖိုက်တာပါကျွန်တော်ကနီးပြကောင်တွေများစွာရှိတယ်ဒါမဲ့ဒီကောင်လေးကလည်းခေတဲ့ကောင်လေးတော့မဟုတ်ပါဘူးသူကအခုအသက်23နှစ်ရှိသေးတာပါငယ်လေးငယ်ရွယ်တယ်အနိုင်ရဖို့လည်းအရန်အကူမှဆာလောင်မွတ်တိန်နေတယ်ဒါကြောင့်ကျွန်တော်တို့ခက်ခဲမှတည်ကြပါတယ်ဖမ်းမှာကောင်းလို့နဲ့ van မှာအကောင်းဆုံးနဲ့ take down defense တွေရှိပါတယ်။ power ကလည်းရှယ်ပါပဲ။ဒါမဲ့ဒီချတဲ့လေးဒီဘွဲအတွက်မလွယ်ပါဘူး။အကယ်၍ခံမှန်းထားရလို့ရှိရင်ကျွန်တော် van ကို renegade ချုပ်နဲ့ပွဲသိမ်းပါမယ်။အကောင်းဆုံးကြိုးစားထိုးသွင်းသွားပါမယ်။သူကအခုလိုမျိုးပြိတက်တွေစီကိုချပြလာတာပါ။အဆိုပါဘွဲရလာမယ်ဒီဇင်ဘာလမှာကျင်းပမယ် UFC 323ပြိုင်ပွဲမှာပါဝင်လာမှာဖြစ်ပါတယ်။အဲ့ဒီပွဲဟာဒီဇင်ဘာလရဲ့9ရက်နေ့မှာကျင်းပမှာဖြစ်ပါတယ်။ ဂျော်ရှွာမန်အနေနဲ့လည်းဒီဘက်မှာအကောင်းဆုံးနိုင်ပွဲရရှိပါစေလို့ဆုမွန်ကောင်းကောင်းပါတယ်ရှင်။ကျမတို့ရဲ့ချင်းဖိုက်တာလေးကိုချန်ပီယံကပတ်ကြီးနဲ့မြန်မာအလံနဲ့အတူတကွတွဲမြင်ကြပါရှင်။ဒီနေ့ပြောချင်တာကတော့ဒါပါပဲ။ဂျော်ရှွာမန်ကိုလေဘင်းချုပ်ပတ်နဲ့ပွဲသိမ်းမယ်ဆိုရယ်ပန်တူကြားရဲ့အကြောင်းကိုလာရောက်ပြောကြားပေးတာပဲဖြစ်ပါတယ်ရှင်။နောက်ရက်ဒီမှာလည်းကျမတို့ရဲ့ Fighting Spirit Channel ကနေအခုလိုမျိုး MMA နဲ့ပတ်သက်တဲ့သတင်းတွေကို update အညီတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Like and Follow လုပ်ဖို့လည်းမမေ့ပါနဲ့ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။